ဲ့တော့ရှင်မောကလန်နဲ့တွေ့တဲ့အခါမှာဒီမျိုးသမီးကသူ့ရဲ့အလှပလေးကိုပြပြီးရှင်မောကလန်သဘောကျအောင်ကြိုးစားခဲ့တယ်။အဲ့ဒါလို့ကြိုးစားတဲ့အခါမှာရှင်မောကလန်ကသူ့ကိုတဲ့တဲ့ပဲတရားဟောခဲ့တယ်။နော်သူ့ရဲ့ဘဝအခြေအနေကိုကြည့်ပြီးဟောဖို့ကတော့ဘာလို့လဲဆိုရင်အဋ္ဌိကင်္ဂလကုဋ္ဌိကေမန္တနာရုပတိပ္ပေ င်မောကလန်ကပြောတယ်နမမင်းရဲ့ရုပ်အစင်းကို ပြနေတာမဲဟာတကယ်ကိုယ်ခန္ဓာကိုယ်ပြန်ပြီးတော့အလေးနဲ့ထားကြည့်တဲ့အယိုးစုကြီးကိုအပေါ်နေပြီးတော့အရေတွေဖုံးထားပြီးတော့အထဲထဲမှာအသားဆိုင်နေထက်သွင်းထားတဲ့အိတ်ကြီးနဲ့တူတယ်တဲ့ဒီရတ္ထပူရိဒုက္ခံတေ အနံဆိုးတာတွေနဲ့ပြည့်ပြီးတော့ယွန်စရာကောင်းတယ်ပရခတ်တွေမှတ်ပါရဲ့တည်းအဲ့ဒါသူများတွေကတော့နှစ်သက်ဆရာကြီးလို့မြင်ကောင်းမြင်နိုင်မယ်တကယ်ကြည့်လိုက်မယ်ဆိုလို့ရှင်အယိုးစုကိုဖရိန်လုပ်ပြီးတော့အရေးပြားနဲ့ကွထားပြီးတဲ့အခါအပေါ်ရအစင်တစားတွေဆင်ထားလို့အတွင်းထဲကအလွန်မတရီစရာတွေကိုထည့်ထားတဲ့အရာတွေသာဖြစ်တယ် ကုထဘတ်တိတသောနတ်တိမစင်းနေအပြည့်ထည့်ထားတဲ့အိတ်ကြီးကိုအပေါ်ကလှလပပဤအယောင်လှလနဲ့အိတ်ကြီးနဲ့ချုပ်ထားသလိုမစင်းအိတ်ကြီးကိုအပြင်ဘက်ကအလှပါတွေချဲထားသလိုပဲဥရခန္တိပိတံစင်းနေနဝတောတာနိတေကာယေယာနိ တတ္တန္တိတန်တန္တိတပ္ပတာကိုဘောက်တွားရအမာဝါကနေပြီးယွန်စရာတွေဟာအမြဲစီးထွက်ပြီးတော့နေတယ်တဝတ္တရိတံနဝတောတိဒုက္ခန္တခရံပရိပန္တဝေဒနာမှာရှိတဲ့ကိုဘောက်တွားရအမာဝါတွေကအလွန်ပဲယွန်စရာကောင်းလောက်ထွက်နေတာဖြစ်တယ်ပေါ့ မီလန်စယထာသူစီကမောဘိက္ခုပရိဝိစေယတေယအေးပစင်ပုံကြီးနာနာမဆုလို့မကတ်မကတ်ချင်တယ်လို့ပဲတကယ်အစ်စ်အမှန်ကိုတိလိုက်အပေါ်ယံကလိမ့်ကျဲထားလိမ့်ကျန်ထားတဲ့အနတ်နေအပေါ်ယံကလွှမ်းထားတဲ့အဝတ်အစားတွေဆင်မြန်းထားတဲ့ယရနာတွေ ိလိန်ထားတဲ့အရာတွေကြောင့်တင့်တယ်သလိုထင်ရတော့လဲအတွင်းကိုနိုင်ချိလိုက်မယ်ဆိုရင်မတ္တရိဇရာတွေဖြစ်လို့မစင်ပုံကြီးနာမကတ်ချင်သလိုပဲလို့ရှင်မောကလန်ကသူ့ကိုဒီလိုဆုံးမလိုက်တဲ့အခါကျတော့သူဟာတန်ဝေကားဖြစ်သွားတယ်။သူ့ကိုယ်သူလုံးဝအထင်ကြီးပြီးဒါတွေမစင်သာမိဘူး။ရှင်မောကလန်ပြောပြလိုက်တဲ့အခါမှာခုတ်တာပါလား။ ငါရဲ့ခန္ဓာကိုယ်ကြီးဟာဒီပုံစံအတိုင်းပဲเนาะလောကလူတွေက မစင်စားလို့တာကိုစဉ်းစားလိုက်မယ်ဆိုရင်မနဲ့အိယထားရင်လူတွေပဲသွားကြတွိုင်းတဲ့တဲ့ဝင်နေမလုပ်လဲညနာတိတာကအစကိုယ်ခန္ဓာကိုယ်ရဲ့အညစ်အကြေးတွေကိုသုတ်တင်ကြတန်ရှင်းနေရင်ဘယ်သုတ်တယ်မလဲမတန်ရှင်းလို့သုတ်တင်တာပေါ့ အဲ့တော့ခန္ဓာကိုယ်ကထွက်လာတဲ့အရာတွေဟာမွေးကြိုင်တဲ့အနတ်တို့တခုမှမရှိဘူးမမွေးကြိုင်လို့မှ ပြင်မကမွေးကြိုင်တဲ့အနတ်တွေနဲ့ဖုံးဖိထားကြရတယ်ကာကွယ်ထားကြရတယ်အဲ့ဒီလိုလုံနေတာအပေါ်ယံလေးကြည့်ပြီးအတွင်းကိုမကြည့်နိုင်တဲ့ပုဂ္ဂိုလ်တွေဟာတမဲမှုတွေတဏှာတွေဒီလိုဖြစ်လာတယ်လို့ဆိုဆိုအဲ့တော့ရှင်မောကလဟောလိုက်တဲ့အခါကျတော့ ဒုက္ခနာကိုယ်ပေါ်မှာသူစိတ်ပြက်ပြီးအမှန်မြင်လာတဲ့အခါမှာတန်ဝေရတွေကြီးစွာဖြစ်ပြီးတော့ဘိက္ခုနီမအဖြစ်သူဟာသာသနာပေါ်ဝင်ရောက်လိုက်တယ်ဝင်ရောက်ပြီးတော့ဘိက္ခုနီမအဖြစ်နဲ့တရားဓမ္မကိုချင့်ချင်ကြိုးကိုအားထုတ်တာအဲ့လိုတရားဓမ္မချင့်ချင်ကြိုးကိုအားထုတ်လိုက်တဲ့အခါကျတော့မှာသူကရှင်မောဂလမထေမြတ်ရဲ့ဆုံးမသွန်သင်ချက်အတိုင်း ဘေကုဏီဘုရားနဲ့သစ္စာပိဏ္ဏစရိတဝါနာမုံတာတန်ဃာတိပါရုဒ္ဓခေါင်းပြောင်အောင်ရိပ်ပြီးသင်္ကန်းကြီးကိုခြုံလို့မနေ့ပိုင်းမှာမြို့ထဲမှာဆွမ်းခံသွားပြီးနိသိဏ္နာရုခမူလံမိတပင်းရင်အောက်မှာခဏထိုင်ရင်အဝိတက္ကတာလာပြီနိဝိပဿနာကျင့်စဉ်ကိုကျင့်ကြံကြဖို့အားထုတ်လိုက်တယ် ုခနာကိုကြီးရဲ့အပြစ်တွေကို ရှုပြီးတော့တဘာဝတရားတွေဟာရှုံးနံတရားတက်တက်မြတာဖြစ်ပြီးငါလို့ဆိုစရာလည်းမရှိဘူးငါဟာလို့ဆိုစရာလည်းမရှိဘူးတတ်မဲ့ဆရာဆိုတာလည်းတခုမှမရှိဘူးဆိုတာဒီအဲ့ဒါတွေအလေးနဲ့ထားပြီးတော့တပထကျင့်စဉ်ဝိပဿနာကျင့်စဉ်ကမ္မထအာယုန်ေကိုကျင့်ကြံကြိုးကုပ်အထောက်လိုက်တာသူဟာဒုတိယဇန်တော့ရောက်သွားတယ် အဲ့ဒီဒုတိယဇာအဆင့်တမာတိကိုအခြေခံပြီးတော့ဝိပဿနာတရားကိုချက်ချင်းကျုပ်ကိုအားထုတ်လိုက်တဲ့အခါကျတော့ယဟန္တာမကြီးဖြစ်သွားတယ်လို့ဒီလိုဆိုတယ်။အဲ့ဒီဒုတိယဇာဟာဝိပဿနာဉာဏ်ရဲ့အခြေခံတမထအောင်မြင်ပြီးတော့ဝိပဿနာချက်ချင်းကိုကျင့်လိုက်တယ်လို့အဲ့ဒီလိုယဟန္တာမကြီးဖြစ်သွားတာကိုသူဘာပြောလဲဆိုတော့တပ်ပြီးယောဂပမုတ်စိန်သူစိတ်ထဲမှာ အာယုန်နေနဲ့တွေ့ဖက်ထားတဲ့တွေ့တာထားတဲ့အတွေ့အတာတွေအားလုံးကိုသူဖြတ်လိုက်နိုင်ပြီအရင်ကဆိုရင်ဒုက္ခနာကိုပေါ်မှာသူတာတွေ့တာခန္ဓာကိုပေါ်မှာတွေ့တာသည့်အတွက်ကြောင့်ဒီသူ့တဲ့အဝတ်အစားတွေသူဆင်းတဲ့ပိုင်ဆိုင်တဲ့ယရနာတွေပေါ်မှာလဲတွေ့တာမှုတွေအများကြီးရှိတယ်သူများကိုလည်းသူ့ကိုတွေ့တာအောင်သူ조사ခဲ့တယ် အဲ့ဒီတွေ့တာမှုတွေနှောင်ကြိုးတွေအားလုံးကိုသူဖြတ်တောက်လိုက်ပြီးတွေ့တာမှုတွေလုံးဝမရှိတော့ဘူးရေဒိဗ္ဗာရေစမနုတာနတ်နတ်ဘဝတွေ့တာလားလူဘဝတွေ့တာလားဘယ်တွေ့တာမှုမှမရှိတော့မရှိတော့ပဲခေပိတောအာတဝေတပ်ဖြင့်တိတိဘူတံမိနေဘူတာသူတဏမှာမျက်စိကကြည်လိုက်လို့ နှစ်သက်တယ်မနှစ်သက်ဘူးဆိုတော့အာသဝတရားတွေမျက်စိကဝင်လာနိုင်တဲ့အာသဝတရားတွေနားကနားထောင်ပြီးဖြစ်ပေါ်လာနိုင်တဲ့အာသဝတရားတွေနှာခေါင်းကအနံ့ရှူပြီးဖြစ်ပေါ်လာနိုင်တဲ့အာသဝတရားတွေခန္ဓာကိုယ်ကထိတွေ့ပြီးလျှာကလည်ရက်ပြီးခန္ဓာကိုယ်ကထိတွေ့ပြီးဖြစ်ပေါ်လာနိုင်တဲ့အာသဝတရားတွေစိတ်ထဲကကြံတွေးပြီးဖြစ်ပေါ်လာနိုင်တဲ့အာသဝတရားတွေ ကိလေသာတရားတွေအားလုံးသူဟာအတိညာဉ်ဖြင့်ရှင်းပြလိုက်နိုင်တယ်တဲ့ရှင်းပြလိုက်နိုင်တော့တိတိဘူတံမိနေဗုဒ္ဓသူ့ရဲ့ယင်နဲ့နှလုံးနဲ့အခုမှအေးချမ်းမှုတွေကိုရသွား